စမယ်။အာဏာရှင်တွေအားလုံးကကိုအုပ်ချုပ်တဲ့နိုင်ငံကိုပုံစံမျိုးစုံနီလန်ပေါင်းစုံနဲ့အုပ်ချုပ်တယ်ဆိုပေမဲ့တူညီတာလေးတော့တခုရှိတယ်ဗျ။ဒါဟာပြည်သူတွေစာမတက်မှရမယ်ဆိုတဲ့အချက်ပဲ။ပြည်ညာတက်လာရင်စင်စာတွဲခေါ်တက်လာပြီးသူတို့ကို ပြန်ပုံကန်လာမှာကိုသိနေလို့ကို။ဒါကြောင့်ဘယ်အာဏာရှင်ဘယ်နိုင်ငံကပဲအုပ်ချုပ်အုပ်ချုပ်ပြည်ညာရေးကိုပဲဦးစားပေးစောင့်ချပြီးဖိနှိပ်ခဲ့ကြပြီမယ်။စာသင်ကျောင်းတွေကိုကြီး ဘုံလိုက်ကျဲတဲ့အာနာရှင်မျိုးကျွန်တော်တသက်မတွေ့ဘူးသလိုစက်တက်ကိုလည်းတစ်ခါမှမတွေ့ဘူးဘူးလိန်လေလီစေသတင်းထုတ်ပြန်နေတာပါဒီကာလကြောင်းတက်ရမှာမဟုတ်တာလို့ပြောနေရင်တော့တေဆုံးသွားတဲ့သူတွေအကုန်လုံးကကလေးတွေကြီးပဲဆိုတာကိုတော့ခမညင်းလို့မရဘူးဒါကိုမှတပုံနေမှာနေတာတပုံကလေးတွေပါကွာဆိုပြီးခမရတို့ဖင်ပိတ်ညင်းနေရင်တော့တင့်ရဲ့အောက်တန်းကြားတဲ့စိတ်တက်နဲ့တင်ပါပဲ။ တက်မတော်ကစာတင်ချောင်းကိုလေချောင်းတိုက်ခိုက်တာလုံးဝမလုပ်ပါဘူးဆိုပြီးညကနိုင်ငံတော်ပိုင်ရုပ်သံမှာအတိလင်းကြီးညာသွားတာကွာဆိုပြီးပြောပြန်ရင်လေဝင်းနေမိချာယုံစရာတော်ကြီးရဲ့ဖြစ်စဉ်ကိုပဲပြန်လဲသတိရပါလို့ပဲပြောလိုက်ချင်ပါတယ်ပြောတာပြောရတာပါဒီလိုရက်ဆက်ရုပ်ညံ့လုံးနဲ့အမှုမှာပါဝင်ပတ်သက်သူတွေကိုဝိုင်းဝန်းဖုံးကွယ်ဖို့စူးစမ်းသူတွေအကုန်လုံးဟာဖျားရှင်မြတ်ကိုတိုင်ညံလင်းဖွင့်ပေးရင်တော့ပွင့်မဲ့သူတွေမဟုတ်တော့ကျွန်တော်လဲတိတ်မြန်းများဆဆမပြောတော့ချင်း တမတော်ကိုထောက်ခံတဲ့ဖျားသားတော်တွေကိုသွားမေးရင်တော့ဦးစင်းနေနဲ့ပြောရရင်တော့ကံကံရဲ့အကျိုးလို့ဆိုရမှာပဲဦးစင်းတို့ဗုဒ္ဓဘာသာမှာကတိုက်ဆိုင်နေဆိုတာမရှိဘူးကွကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုပြီးပြုလုပ်သူကိုအပြစ်မတင်ပဲပြုလုပ်ခံရသူကိုသာအပြစ်လုပ်ခဲ့လို့ခံရတာပါဆိုတဲ့တရားတော်ပဲထွက်လာမှာပဲမလားတတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဘော့စ်ဒီစတာ